ဒီနေ့ပြပြပေးရှင်တဲ့အကြောင်းအရာလေးကတော့ခွက်ခွဲရှာရှာဆက်ဆံပါနဲ့တဲ့ဆက်ဆံရေးမှာ အရှင်းရှင်းမြတ်တာတရားနဲ့ကုညီအားပေးက နေထိုင်ဆက်ဆံတာအကောင်းဆုံးပါ အရှင်ရှင်ခွခွဲရှာရှာဆက်ဆံမှုတွေကဘယ်နေရာဘယ်ပတ်ဝန်းကျင်ဘယ်အတိုင်းဝိုင်းမှာမှ ရှိမနေတဲ့အရာပါပဲအရှင်ရှင်ခွခွဲရှာရှာဆက်ဆံမှုတွေရှိမနေရင် ်လောကကြီးဟာပျော်ရွှင်စရာငြိမ်းချမ်းစရာနဲ့နေခြင်းစရာဖြစ်ပါမယ်။အရှင်ရှင်ခွဲခွဲရှာရှာဆက်ဆံမှုတွေရှိနေရင်တော့လောကကြီးဟာဆက်ဆုပ်စရာပူလောင်စရာမနေခြင်းစရာဖြစ်ပါမယ်။ရှမ်းသာသူ၊စင်ရဲသူ၊ပညာတတ်သူ၊ပညာမတတ်သူ၊ညံ့တော်သူ၊မိန်တော်သူ အာကြီးသူအာနေသူအားလုံးဟာအရှင်ရှင်အမိပြုပြီးလောကကြီးကိုအလှဆင်ပြီးနေထိုင်ကြသူတွေမို့ခွဲခွဲခြားခြားမဆက်ဆံကြပါနဲ့။ကုညီကြပါ၊အားပေးကြပါ၊မြတ်တာတရားထားကြပါ။မမြဲတတ်တာကိုအမြဲလို့မထင်မိပါစေနဲ့။ ဘဝဆိုတာအမြဲတမ်းတဏှာထဲမှာတည်ငဲနေတဲ့အရာမျိုးမဟုတ်ပါဘူးအမြဲတမ်းအကောင်းကြီးပဲလဲဖြစ်မနေသလိုအမြဲတမ်းအဆိုးကြီးပဲလဲမဖြစ်ပါဘူးအမြဲတမ်းအဆင်မြင့်နေမှာမဟုတ်သလိုအမြဲတမ်းအဆင်နှိမ့်နေမှာလဲအမြဲတမ်းအဆင်ပြေမှာမဟုတ်သလိုအမြဲတမ်းအခက်တွေ့နေမှာလဲမဟုတ်ပါဘူးအမြဲတမ်းရှမ်းတာနေမှာမဟုတ်သလိုအမြဲတမ်းဆင်းရဲနေမှာလဲမဟုတ်ပါဘူးအမြဲတမ်းအာတာချက်ရှိနေမှာမဟုတ်သလိုအမြဲတမ်းအားနေချက်ရှိ ေမှာလည်းမဟုတ်ပါဘူးဘဝဆိုတာအတက်အကျအနေအမြင့်ရှိတတ်တဲ့သဘောမျိုးမမြဲတတ်တဲ့သဘောကိုအမြဲလို့မထင်မိပါစေနဲ့အားလုံးကို လိုက်ခံစားမနေပါနဲ့အရာအားလုံးဟာ သူ့အကြောင်းတရားနဲ့သူ ရှိနေတတ်တာပါ ဖြစ်တာပြက်တာ ကောင်းတာဆိုးတာအဆင်ပြေတာမပြေတာပြက်တနာဖြစ်တာမဖြစ်တာစသဖြင့် ပုံစံမျိုးစုံ တွေ့ရတတ်ပါတယ်အဲ့ဒီလိုအပေါ်လိုက်ပြီးခံစားနေရင်ဘယ်တော့မှပြီးမှာမဟုတ်ပါဘူးအရာအားလုံးကိုလိုက်ခံစားနေရင် ကိုယ်ပဲစိတ်ခံစားရပါတယ်အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ပင်ပန်းရပါတယ်အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ပူလောင်ရပါတယ် အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်နာကျင်ရပါတယ်အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ဖိစီးရပါတယ်အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်တရားရတတ်ပါတယ်အရာအားလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်ထဲစိုးရင်ရတတ်ပါတယ်အရာအလုံးကိုလိုက်ခံစားနေရင်ကိုယ်ပဲစိတ်မရှမ်းမသာဖြစ်ရတတ်ပါတယ်။ ကိုကိုကိုသဘောမကျဖြစ်နေရင် ကိုကကိုဘဝလက်ရှိအခြေအနေကို အနေအထားကိုသဘောမကျဖြစ်မိနေတဲ့အခါတရှို့ကကိုလိုအနေအထားရောက်ဖို့စူးစမ်းနေကြတယ်ဆိုတာကိုတတိယလိုက်ပါ ကိုက ကိုအပေါ်ဒယူဆိုင်အနစ်နာခံသူကိုသဘောမကျဖြစ်မိတဲ့အခါတရှို့ကကိုလိုဂယူဆိုင်အနစ်နာခံသူကိုရကျင်လို့စူးစမ်းနေကြတယ်ဆိုတာကိုတတိယလိုက်ပါ ကိုကကိုပတ်ဝန်းကျင်ကိုသဘောမကျဖြစ်မိတဲ့အခါတချို့ကကိုလိုကိုပတ်ဝန်းကျင်မျိုးကိုလိုချင်လို့စူးစမ်းနေတယ်ဆိုတာကိုသတိရလိုက်ပါ ကိုကကိုလက်ရှိအလုပ်ကိုသဘောမကျဖြစ်နေတဲ့အခါတချို့ကကိုလက်ရှိအလုပ်မျိုးကိုလှုပ်ဖို့စူးစမ်းနေကြတယ်ဆိုတာကိုသတိရလိုက်ပါ ကိုကကို့မှာပိုင်ဆိုင်ထားတာကိုသဘောမကျဖြစ်နေမိတဲ့အခါတချို့ကကို့လိုရရှိပိုင်ဆိုင်ဖို့စူးစမ်းနေကြတယ်ဆိုတာကိုတတိယလိုက်ပါ ားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။